ပဝန်းရှင်ပြဿနာတွေဥပမာယာတိဥဒုပြောင်းလဲမှုတော့ညင်းညားမှုတော့အကြောင်းစဉ်းစားလိုက်တိုင်းတစ်ပြန်ပညာကိုပဲအရင်ဆုံးပြင်းပြင်းပြီးတဲ့ကြပါတယ်။ဒါပေမဲ့လေလူအဖွဲ့စီကတော့ဒီပြဿနာတွေဖြစ်ပေါ်လာအောင်ဘလို့ဖုံးဖုံးနေတယ်လဲဆိုတာကိုတော့ထက်စဉ်းစားဖို့ပါတလား။ဒီနေ့မှာတော့အဲ့ဒီစူးထောင်းကိုအဓိကထားလေးလားလေပဝန်းရှင်ဆိုင်ရာလူမှုတွေအကြောင်းကိုအတူတူကြည့်သွားကြမှာပါ။ဟုတ်ပြီ။ဒီမေးခွန်းလေးကိုတစ်ချက်လောက်စဉ်းစားကြည့်အောင်။ဘာဖြစ်လို့စက်ယုံတယ်အမိုက်ပုံတွေကိုဝင်ဝင်နေတဲ့ ဒါမှမဟုတ်လူနည်းစုတွေနေထိုင်တဲ့ရက်ခွက်တင်နာမှာပဲစုပြီးတွေ့နေရတာလေဒါပါကောင်းကောင်းလို့ကန်ဆိုးလို့ခေတွားတာမျိုးလားဒါမှမဟုတ်သူ့နောက်ကွဲမှာပိုပြီးနေဆိုင်တဲ့လူမှုရေးနဲ့စီးပွားရေးအကြောင်းတရားတွေရှိနေမလားပဝင်းချင်းဆိုင်ရာလူမှုရေးကတော့ဒါကိုသိပ္ပံပညာတစ်ခုတည်းနဲ့ကြည်တာမဟုတ်ပဲလူမှုရေးပဟိလိယတစ်ခုအနေနဲ့ချင့်ကပ်ပြီးအဖြေရှာပါတယ်ကဲပထမဆုံးအပိုင်းကို ကြည့်လိုက်ကြရအောင် လူမှုပြည်သာရှုထောင်ပဝန်းကျင်ကို အတိပယ်အတိဖွင့်ဆိုခြင်းဆိုတော့ဒီအပိုင်းမှာခုနကလောမေခုံမျိုးတွေကိုအဖြစ်ရှာဖို့အတွက်လူမှုပြည်သာပညာရှင်တွေကပဝန်းကျင်ဆိုတာကိုဘယ်လိုမြင်လဲဘယ်လိုလေးလာတယ်လဲဆိုတာကိုပြောပြသွားမှာပါပဝန်းကျင်ဆိုင်ရာလူမှုပြည်သာဆိုတာက ရှင်းရှင်းလေးပါလူဖွဲ့စည်းတဲ့တဝါဝါတရားကြားကဆက်ဆံရေးဟာတလန်ဝါမဟုတ်ပဲနှလန်ဝါထိတယ်ဆိုတာကိုအထီးကထားလေ့လာတာပါဆိုလိုတာကကျွန်တော်တို့ရဲ့လောရက်တွေကပဝန်းကျင်ကိုဘယ်လိုထိခိုက်စေတယ်လဲ တချိန်တည်းမှာပဲရာဒီထုပြောင်းလဲမှုလိုမျိုးပတ်ဝန်းကျင်ကအပြောင်းလဲတွေကကျွန်တော်တို့ရဲ့နေထိုင်စားတောက်မှုပုံစံတွေကိုဘလို့ပြန်ပြီးတည်အောင်နေတယ်လဲအဲ့ဒီအပြန်လန်ဆက်ဆက်မှုကိုနက်နက်နဲ့လေးလေးလာတာပေါ့ဒီနိုင်ရှင်းချက်ကိုကြည့်လိုက်ရင်ပတ်ဝန်းကျင်ဆိုင်ကလူမှုဗေဒရဲ့ရှုထောင့်ကဘလော့ကွေးပြားသွားလဲဆိုတာရှင်းသွားပါလိမ့်မယ်ဇီဝဗေဒပညာရှင်တယောက်က အစ်စ်တမျိုးကအသက်ရှိတဲ့ကိုဘလို့တက်ရောက်လဲဆိုတဲ့ဟောင်းကိုလေ့လာနေချိန်မှာလူမှုဗေဒပညာရှင်ကတော့ဒီစစ်ရုံကိုဒီနေရာမှာဘာလို့လာဆောက်တာလဲဘယ်သူတွေကဆုံးဖက်ခဲ့တာလဲ ဘလို့လူမှုရေးမညီမျှမှုတွေကဒီဆုံးဖြတ်ချက်နောက်မှာရှိနေလဲဆိုတဲ့ who နဲ့ why ကိုအဓိကထားပဲမေးခွန်းထုတ်တာပါ။ကောင်းပြီ။ဒုတိယအပိုင်းကိုဆက်လိုက်ရအောင်။ဒီအပိုင်းကတော့လေးလာသုံးချက်ရေးကိရိယာများ ပြောင်းလဲနေသောကမ္ဘာအတွက်အဓိကအယူအဆများ။တနည်းအားဖြင့်ပြောရရင်တော့ပတ်ဝန်းကျင်ပြဿနာတွေကိုနားလည်အောင်ခွဲခြမ်းစိတ်ဖျားဖို့လူမှုဗေဒပညာရှင်တွေသုံးတဲ့ကိရိယာအဆောင်လိုတင်စားလိုက်ရတဲ့အဓိကအယူအဆတွေကိုလေးလာကြည့်ကြမှာပါ။ ဒီပညာရပ်မှာအထူးကြတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ဥပမာတဘာဝတရားကိုလူအဖွဲ့စီကဘလို့အဲ့ပဲဖွင့်တယ်လဲဆိုလားမျိုး။ပဝင်းချင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေကိုဘသူတွေကမမျှမတခန်းစားနေရတယ်လဲဆိုတဲ့တရားမျှတာမှုကိစ္စပြီးတော့ဒီလိုမမျှတမှုတွေကိုတုံ့ပြန်တဲ့လူမှုရေးလူခြားမှုတွေအကြောင်းဒါတွေကကျွန်တော်တို့ကိုလမ်းပြပေးမဲ့မြေပုံတစ်ခုလိုပါပဲ။တဘာဝတရားကိုလူမှုအတိုင်းအဝိုင်းကဖုံဖော်တိဆောက်ခြင်းဆိုတဲ့အယူအဆကိုဒီဥပမာကတော်တော်လေးထိထိမိမိရှင်းပြနိုင်ပါတယ်။ စဉ်းစားကြည့်လေတောအုပ်တစ်ခုဟာတရားထိုင်ဖို့စိတ်ငင်းချမ်းဖို့အတွက်မင်းမြတ်တဲ့နေရာတစ်ခုလားဒါမှမဟုတ်စီပွားရေးအမြတ်ထုတ်ဖို့အတွက်သစ်ပင်တွေစုနေတဲ့နေရာတစ်ခုလားတောအုပ်ကအတူတူပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ယဉ်ချင်းမှုကျွန်တော်တို့ရဲ့စီပွားရေးစနစ်တွေပေါ်မူပြီးသူ့ကိုမင်းနဲ့အမြင်သူ့ကိုဖွင့်ဆိုရတဲ့တွေပေကလုံးဝကိုကွဲထားတော့နိုင်ပါလေဒီချက်ကအရန်ကိုအရေးကြီးပါတယ်ပဝင်းချင်းဆိုင်ရာတရားမြတ်မှုဆိုတာက ပဝင်းကျင်ပြဿနာတွေရဲ့ဝင်ထုတ်ဝင်ပိုးကိုဘသူတွေကမင်းများမထထမ်းပိုးနေရတယ်ဆိုတော့ကိုမိမောင်းထုတ်ပြတာပါအစမှာမိခဲ့ရမိကွန်းနဲ့တိုက်ရိုက်ပြန်ဆက်ဆက်နေတာပေါ့။ဘာချောက်ဝင်ငွေနဲ့ရက်ွက်တီကပဲညဉ့်ညမ်းမှုတန်ကိုပိုခံရတယ်။ဒါဟာလက်တွေ့ဘဝကမညီမျှမှုတွေနဲ့တိုက်ရိုက်ပတ်သက်နေတဲ့အယူအဆတစ်ခုပါ။ဒီလိုမမျှတမှုတွေကိုတွန်းပြန်တဲ့အနေနဲ့ကဘာတော်ဝမ်းမှာလူမွေးလှုပ်ရှားမှုတွေလည်းပေါ်ပေါက်လာပါတယ်။ Greta Thunberg ဦးဆောင်တဲ့ Fridays for Future လိုမျိုးနိုင်ငံတကာလူငယ်တွေရာဒီယိုသူတပိတ်ဒီကနေစပြီးဒေတာခန္ဒီရဲ့ကိုယ်တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရလှုပ်ရှားမှုတွေအထိပေါ့လူရဲကတရားမျှတမှုတွေဘလို့စူးစီးညီညွတ်ပြီးတောင်းဆိုကြတယ်လဲဆိုတာကိုဒီဥပမာတွေကတတ်တည်ပြနေပါတယ်ဟုတ်ပြီတတိယပိုင်းအကျိုးကျေးဇူးဒီပညာရပ်ဘာကြောင့်အရေးကြီးတယ်လဲကဲသဘောတရားတွေကိုလေ့လာပြီးပြီဆိုတော့ဒီပညာရပ်ကကျွန်တော်တို့ရဲ့လက်ရှိကမ္ဘာကြီးတော့ဘာကြောင့်ဒီလောက်တောင်အရေးပါနေတယ်လဲဆိုတဲ့အဓိကအချက်တွေကိုတစ်ချက်ကြည့်လိုက်ကြရအောင် ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဒါပါပဲ။ပဝင်းကျင်ပြေတနာတွေဆိုတာတဘာဝတရားရဲ့အမှားတသက်ကြောင့်ဖြစ်လာတာမဟုတ်ပါဘူး။တကယ်ပြေတနာရဲ့အမိတွေဟာကျွန်တော်တို့ရဲ့စီးပွားရေးစနစ်နိုင်ငံရေးစနစ်နဲ့လူမှုရေးစနစ်တွေထဲမှာနက်နက်ရှိုင်းရှိုင်းဆွဲနေတယ်ဆိုတာကိုဒီပညာရက်ကဖော်ထုတ်ပြပါတယ်။နောက်တစ်ချက်ကဒီပညာရက်ကကျွန်တော်တို့ကို ကိုကိုကိုပြန်ကြည့်မိခုံထုတ်စေတာပါအစုံမရှိတဲ့စီဝါရေးတိုးတက်မှုအမြဲတမ်းပစ္စည်းတည်တည်ဝဲသွင်းနေတဲ့နေထိုင်မှုပုံစံဒါတွေကအရင်မြဲတဲ့ကန့်သက်ချက်ရှိတဲ့ကဘာကြီးပေါ်မှာရေရှည်တကယ်ပဲဖြစ်နိုင်ပါမလားဆိုတဲ့အခြေခံကြတဲ့မိခုံတွေကိုမေးလာစေပါတယ်။နောက်ဆုံးအနေနဲ့ဒီပညာရဟာသိပ္ပံပညာရဲ့အချက်လက်တွေလူဖွဲ့စည်းရဲ့လက်တွေ့အခြေအနေတွေနဲ့မူဝါဒချမှတ်သူတွေအဲ့ဒီသုံးခုကြားကလူအပ်နေတဲ့တရားတစ်ခု ဖြစ်ရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေပါတယ်။ဒါမှရေရှည်တည်တံတဲ့ဖြည့်ရှင်းချက်တွေကိုဖန်တီးနိုင်မှာကို့ ကဲနောက်ဇောပိုင်းကို ရောက်လာပါပြီ မေကွန်းထုတ်เสียရများဤရှုထောက်မှဖို့ထုတ်ပြတ်တတော်ရာဒီနေ့လေ့လာခဲ့တာဒီအားလုံးကိုခြုံငုံပြီးတော့အပြည့်ထက်မေကွန်းလေးပို့ပြီးခြံထားခဲ့မဲ့အဆုံးသက်စီကိုတွားကြရအောင်ဆိုတော့နောက်ဆုံးမှာကျွန်တော်တို့အားလုံး order မိခွန်းတစ်ခုကြံခဲ့ပါတယ်လူ voice နဲ့ပတ်ဝန်းကျင်ဟာအမြဲတမ်းအပြန်အလှန်ပုံဖော်နေတယ်ဆိုရင်အဲ့ဒီဆက်ဆံရေးကိုထိန်းချုပ်မဲ့စီမင်းတွေကိုဘယ်သူတွေကရေးဆွဲခွင့်ရှိတယ်တလဲ ဒီမေခုံးကအာနာတရားမျှတမှုနဲ့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်အကြောင်းကိုထပ်သွင်းစဉ်းစားစီရင်နေပဲဒီတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါရစေ။